သန္တာကာယမထေဝတ္ထုသန္တာကာယောအသရှိသောဤတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်ဒေတဝန်ကြောင့်တော်၌နေတော်မူစဉ်သန္တာကာယအမည်ရှိသော မထေကိုအကြောင်းပြုဟောတော်မူလေ၏ထိုသန္တာကာယမထေအားလက်ရှိလှုပ်ရှားခြင်းသည်မဖြစ်တည်းကိုဤကိုမြူးခြင်းမှကင်းသောငြိမ်သက်သော အတ္တဘောဓိတာလျင်ရှိသည်ဖြစ်လေ၏ထိုမထေဒီကရှင်တိဘုရားမှလာသောမထေဖြစ်တည်း ရှင်သေးတို့သည်တနည်းမြကြက်တစ်ချက်ကိုယူပြီးလျင်အစာရှာပြီးလျင်ငွေကူရွှေကူတဏ္ဍာကူတို့တွင်တခုခုသောကူတို့ဝင်၍စေတံမြင်သည်လားပြင်စေတံမှုတို့၌ခုနှစ်ရက်ပတ်လုံးအိပ်၍ခုနှစ်ရက်မြောက်သောနေ့၌ထသည့်ဖြင့်အိယာရက်ကိုကြည့်ရှုလက်ပြီးတော့အမီးဤ၎င်းနရွက်တို့ဤ၎င်းရှေတို့ဤ၎င်းတုံလုတ်သောကြောင့်သေးတော်မြင်သည်လားအမုံတို့ဖယိုဖယဲပြွန်းသည့်အဖြစ်ကိုအကယ်၍မြင်ရကုန်သည်ဖြစ်အပ် တရားဤတုံးလို့ရှင်းမှုသည်ဇာအဖြင့်၎င်းအနွေအဖြင့်၎င်းမလျောက်ပတ်မလျောက်ပတ်လေစွာဟုတပံခုနှစ်ရပ်ပလုံးအစားမစားပဲအိတ်ကြကုန်၏စေရန်မြင့်သည်လာမုံတို့ဖယိုဖယဲပြန်သောအဖြစ်မရှိမူကားတရားဤတို့တုံးလို့ရှင်းကင်းသောဖြစ်ရှင်းသည့်အမျိုးနွယ်တို့အားလျောက်ပတ်ပေ၏ဟုကူရက်နေရာကူမှထွက်တဲ့၍တင်တယ်စံပယ်ပြီလျင်လူရှုအရာတောင်းရတို့ကိုလူရှုအရာတောင်းရတို့ကိုအစဉ်အတိုင်းကြည့်ရှုသည်ဖြင့်၃ချိန်တိုင်အောင် ရှင်တိတ်အတံကိုဟောက်၍ကျက်စားခြင်းအလို့ငါဖဲသွားကြကုန်တည်းဤယန်းသည်ဤသို့သောရှိသောရှင်တိတ်ဘုရားမှလာသောယန်းဖြစ်ပေ၏ထိုယန်းဤကိုငြိမ်သက်သောအကျင့်ကိုမြင်ကြ၍ယန်းတို့သည်မြတ်စွာဘုရားဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်တို့သည်တဏ္ဍကာယမထေနှင့်တူသောယန်းကိုမမြင်သဘူးပါဤတဏ္ဍကာယမထေဤနေထိုင်ရာယန်း၌လက်ဤလှုပ်ရှင်သည်၎င်းရှေးဤလှုပ်ရှင်သည်၎င်း ကိုဤကိုမြူးခြင်းသည်၎င်းမရှိပါဖရာဟုနာတော်လျှောက်ကြလေကုန်၏တို့ယံတို့လျှောက်တော်စကားကိုကြားတော်မူရလျင်မြတ်စွာဘုရားသည်ရှင်သာယံတို့ယံမိဒီကသန္တာကာယမထေကဲ့သို့ကိုစသည်တို့ဖြင့်ငြိမ်သက်ခြင်းရှိသည်သာလျင်ဖြစ်ရာဤဟုမိန်တော်မူ၏ဤကားတာကိုဟောကြားတော်မူလေ၏တန္တကာယောတန္တဝါသောတန္တဝါတုဒ္ဓမဟိတော် ဝန္တာလောကမိသောဘိက္ခုဥပသန္တောတိဥစ္စတိတဏ္ဍကယောပဏာတိပါဒသတိတို့ဤမရှိခြင်းဖြင့်ငြိမ်သက်သော ကိုရှိသောတဏ္ဍဝါသောမူသားဆိုခြင်းသတိတို့ဤမရှိခြင်းဖြင့်ငြိမ်သက်သောနှုတ်ရှိသောတဏ္ဍဝါဘိသာသတိတို့ဤမရှိခြင်းဖြင့်ငြိမ်သက်သောသိရှိသော သူတမဟိတောကောင်းစွာထာအပ်သော ကိုနှုတ်နှလုံးသိရှိသော ဝန္တလောကာမိသောမလေးတံဖြင့်ထွေအံပြီးသောလောကာမိတရှိသောဘိက္ခုယံကိုဥပါတံတော်တိကိုရိ၌ရာဂသာတိငြိမ်းဤပြီးသောကိုဟူ၍ဥပါတံတော်တိကိုရိ၌ရာဂသာတိငြိမ်းဤပြီးသောပုဂ္ဂိုလ်ဟူ၍ဝုဒ္ဓတိဆိုအပ်၏ဒေသနာတော်၏အဆုံး၌ဒုသန္နကာယမထေတိအရဟတဖု၌တီလေ၏ရောက်လာသောပရိသတ်တို့အား အကျိုးရှိသောဒေသနာဖြစ်တော်မူလေ၏တန္တကာယမထေဝိထုပြီ၏အာလုံးဘေးရာဝေးကွာ၍ကိုယ်စိတ်နှပြကြမ်းမှာချမ်းသာကြပါသည်